Hello အားလုံးပဲဒီကောင်းကျမ်းပါပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါရနော်ဒီတစ်ပတ်မှာတော့ဖြစ်ရမှန်မှုကင်းနေတွေကတကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးတော့မှဝမ်းနည်းစရာကောင်းတဲ့အမှုလေးတစ်ခုကြောင်ပြပြပေးမှာဖြစ်ပါတယ်ဘလို့လူပဲဖြစ်ဖြစ်ကိုယ့်ရဲ့တွေးသားရင်းကိုတော့မတတ်နိုင်တော့ဘူးလို့ထင်မိကြတာပေါ့နော်ဒါပေမဲ့လည်းဒီလိုလုပ်ခဲ့တဲ့ဖြစ်ရလေးတစ်ခုဖြစ်ပွားခဲ့ပါတယ်ဘလို့မျိုးအမှုဖြစ်ခဲ့တာလဲဆိုတာကိုဆက်ပြီးတော့မှနားထောင်ကြည့်ရအောင်နော် 2018ခုနှစ်ဩဂတ်လ13ရက်မနက်မှာနီကိုလို့ခေါ်တဲ့အမျိုးသမီးကရဲတွေကိုဖုန်းဆက်ပြီးတော့မှလူပြောင်းတိုင်ခဲ့ပါတယ်။သူမရဲ့တငယ်ချင်းရှန်နန်ကဖုန်းကနေလဲဆက်သွယ်လို့မရဘူး။အိမ်ကိုသွားကြည့်တော့လဲဘာတုတ်ပြန်မှုမှမရှိလို့စိတ်ပူပြီးတော့မှရဲတွေကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။ဒီလိုဖုန်းဆက်ပြီးတိုင်လိုက်တဲ့လူပြောင်းမှုကနေစပြီးတော့ဘလို့မှရုံနိုင်စရာမရှိတဲ့လူတက်မှုကြီးတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ ကော်လိုရာဒိုရဲဌာနကနီကိုရဲ့ပေါ့နော်ဒီဖုန်းကိုလက်ခံရရှိပြီးတာနဲ့သူတို့ရဲတရကိုချက်ချင်းနှောက်လိုက်တယ်အိမ်ထဲကိုလှက်ပက်အိမ်ထဲကိုဝင်ပြီးတော့ကြည့်လို့မရတဲ့အတွက်ပေါ့နော်လှက်ပက်ကြည့်တယ်ဟိုရှင်နဲ့ကားကလည်းအင်းရှင်းမှာပဲရှိနေတဲ့အတွက်ပေါ့နော်အဲအထက်မှာလူရှိနိုင်နေဆိုပြီးသူတို့ဟိုအမျိုးမျိုးခေါ်ကြတယ်ဒါပေမဲ့လည်းအိမ်ထဲကနေဘာတုတ်ပြန်မှုမှမရှိဘူးပေါ့နော်ဆိုတော့ဟိုသူတို့ရဲ့လုံထုံးလုံးကြီးရာကြတော့ချက်ချင်းသူ့အိမ်ထဲကိုဖောက်ဝင်ပြီးတော့မှစစ်ဆေးလို့မရဘူးဆိုတော့ဒီအိမ်ကိုခွင့်ပြုချက်အဲရှိမှဝင်လို့ရတယ်ပေါ့နော်ဆိုတော့ အဒီရင်ရဲ့ပိုင်ရှင်ဖြစ်တဲ့ဒီပျောက်သွားတဲ့ရှနန်ရဲ့ခင်မွန်းပေါ့နော်ခင်မွန်းခရစ်ပြန်လာတဲ့ဟာဝေးရဲ့ရာဆောင်ပြောမှာအနီနာဝင်းချင်းမှာလှက်ပတ်ကြည့်ကြရဲပေါ့နော်လန်လော့ဆယ်တော့ဘာမှမတင်တာစီရတော့မတွေ့ဘူးအဲ့အချိန်မှာပဲခရစ်ရောက်လာတယ်ရောက်လာပြီးတော့မှသူတို့အိမ်ထဲကိုဝင်ရောက်ပြီးတော့မှစစ်ဆေးတယ် မတင်လာစရာဘာရရှိလဲဆိုတာကြည့်ရပေါ့နော်ရုံရင်းစကန်ဖြစ်တဲ့အပြုမှုတွေလည်းမတွေ့ရအောင်ပေါ့နော်အဲ့တော့ရှင်းတဲ့အပြင်ကလေးလေးနှစ်ယောက်ပါပြောင်းနေတာပေါ့နော်ဘယ်လာရဲစီစီရဲဆိုတော့အဲဒီကလေးလေးနှစ်ယောက်ပါပြောင်းနေတယ်ဟိုသူတို့ခြုံနေကြစောင်းနေပါလေလည်းမရှိဘူးဆိုတော့ပေါ့နော်အဲသူတို့အနီးနားအောင်များခဏခရီးသွားသလားဘာညာတော့တွေးမိတယ်ဒါပေမဲ့ရဲတွေကဆက်ပြီးစစ်ဆေးတဲ့အခါမှာအဒီရှန်နန်းရဲ့ပတ်စံအေးရဲ့ရှန်နန်းရဲ့ဖုန်းရဲ့ပြီးတော့ရှန်နန်းကယောဂတဲ့ဖြစ်တဲ့အတွက်သူနေတိုင်းတောက်နေကြဆေးတွေကိုပါ ရှိနေတဲ့အတော့ပေါ့နော်ခရီးသွားတာမဖြစ်နိုင်ဘူးဆိုပြီးကောက်ချက်ချကြတယ်ပေါ့နော်ဒီလိုနဲ့ပဲရှန်နန်းရယ်ပေလာရယ်စီစီရယ်ဆိုတော့အမေရယ်ခလေးလေးနှစ်ယောက်ရယ်ကိုလူပြားမှုနဲ့စတင်ရှာဖွေကြတယ်အဲပြောက်သွားတဲ့ရှန်နန်းကကြတော့ဒီတတိယကုံဝင်ကိုပါလွှဲထားရတဲ့သူဖြစ်တဲ့အခါကျတော့ပို့ပြီးတော့မှအသေးစိတ်ရှာဖွေမှုတွေကိုလှောက်ဆောင်ကြပါတယ်အခုပြောက်နေတဲ့ရှန်နန်းဆိုတဲ့အမျိုးသမီးက ခရစ်နဲ့အိမ်တော်မကြခင်မှာအရင်အိမ်တော်ရှိခဲ့ရပေါ့နော်အဲ့ဒီအရင်အိမ်တော်နဲ့သူကဒီဆိုးဆိုးဝါးဝါးခံစားချက်တွေချုပ်ခဲ့ရပြီးတော့မှကွာရှင်းခဲ့တာပေါ့နော်ဆိုတော့သူကအချစ်ကိုလည်းအရင်ယုံကြည်မရှိတော့ဘူးသူအလုပ်ကိုပဲစတဲ့ကြိုးစားပြီးလုပ်ခဲ့တယ်သူဘဝကိုအရင်လာကြည့်ပြီးတော့ပေါ့နော်အလုပ်ပြီးအလုပ်အလုပ်ပြီးတော့အဲ့လိုပဲသူကကြိုးစားပြီးလုပ်ကောင်ခဲ့တဲ့သူဖြစ်တယ် ဒီလိုနဲ့အလုပ်တွေအဆင်ပြေအောင်မြင်လာတဲ့ချိန်မှာသူက lupus လို့ခေါ်တဲ့ဒီယောဂါတမျိုးဖြစ်ခဲ့တယ်။သူဘဝမှာပေါ့နော်ဒုတိယအကျဉ်းအရန်ဟိုမှာအာခံစားရအခက်ခဲဆုံးအချိန်ကိုကြုံခဲ့တာပေါ့နော်ဒီယောဂါရဲ့ပြင်အားကလူထိုးနှက်တဲ့အခါမှာသူကတော်တော်လေးကိုစိတ်တက်ကြပြီးတော့မှအလုပ်လည်းခံစားခဲ့ရတဲ့အချိန်ဖြစ်တယ်ပေါ့နော်။အဲ့လိုမျိုးခံစားခဲ့ရတဲ့အချိန်မှာအခုလက်ရှိသူ့ရဲ့ခင်မောဖြစ်တဲ့ Christmas စပြီးတွေ့ခဲ့တာပေါ့နော်။ ခရစ်ကသူမအတွက်တကယ်ကိုဖျားပေးတဲ့လက်ဆောင်ပဲဆိုပြီးတော့မှရှန်နန်ခဏခဏပြောလေးရှိတယ်ပေါ့နော်သူ့ကိုဒီခရစ်ကပေါ့နော်စပြီးချီးကပ်တဲ့အချိန်မှာအမျိုးမျိုးညင်းတယ်ရှန်နန်ကသူလုံးဝလက်မခံဘူးအမျိုးမျိုးညင်းတယ်နေတိုင်းလိုလိုသူကညင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့ Chris ကလည်းမလျှော်ဘူးအာ Shannon ကိုသူရအောင်လိုက်တယ်ပေါ့နော်ရအောင်လိုက်တယ် Shannon အတွက်သူကရှစ်ကိုရှစ်ပေးရမယ်ဆိုပြီးတော့မှလုံးဝလက်မလျှော်ဘဲနဲ့လိုက်ခဲ့တဲ့အချိန်မှာနောက်ဆုံး ရှန်နန်ကလက်ခံလိုက်တယ်ပေါ့နော်လက်ခံလိုက်ပြီးတော့မှသူတို့လက်ထပ်လိုက်ကြတယ်လက်ထပ်တဲ့ပွဲမှာတော့ဒီခရစ်ဘက်ကပေါ့နော်ယောက်ျားလေးဘက်ကမိသားစုဝင်တွေကမလာခဲ့ဘူးသူတို့ကဒီရှန်နန်နဲ့ယူတော့သဘောမတူဘူးပေါ့နော်အဲအဲ့ဒါကလွယ်လို့ဂျန်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်ရဲ့အိမ်တော်ကြီးကတခဲကိုအတိုင်းဖောက်ညီညီနဲ့ပျော်ရွှင်ခဲ့တယ်ပေါ့နော်အပြီးရင်ဘယ်လာနဲ့စီစီဆိုတဲ့ကလေးလေးနှစ်ယောက်လည်းရှေ့စင်နောက်စင်ရလာတာပေါ့နော် Chris ကကျမဘော်ရဲ့အကောင်းဆုံးသောဖြစ်တည်မှုလေးပါလို့သူကအမြင်နဲ့အမှုန်းတင်တယ်ပေါ့နော်။အာဒီယောက်ျားကလည်းသူ့အရန်ချစ်တဲ့အခါကျတော့တကယ်ကိုမှခလေးလေးနှစ်ယောက်နဲ့အာဒီတာယာပြောရှင်ဘွယ်ကောင်းနမီတာဆိုလေးဖြစ်တာပေါ့နော်။ခလေးတွေအတွက်ဆိုလို့ရှင်လေ Chris ကတကယ်ကိုဟိုအရန်တီးထန်တဲ့ဒီဖခင်ကောင်းတစ်ယောက်ဖြစ်နေတာပေါ့နော်။ ဒီတမိသားစုလုံးမှာပေါ့နော်ရှန်နန်းရောကလေးလေးညာပေါ့ပြောင်းနေတာဖြစ်တဲ့အတွက်ခရစ်တရားပဲကြံတယ်ဆိုတော့မင်းဆရာမိကွန်းတော်တော်များများကိုလည်းခရစ်ကပဲဖြေရတာပေါ့နော်အာပြီးတော့ဒီအိမ်ကြီးချင်းတွေမှာ CCTV တွေရှိလားဆိုပြီးကြည့်လိုက်တော့သူတို့ရဲ့အိမ်ကြီးချင်းအဲက CCTV တတ်ထားတာတွေ့ရပေါ့နော်သူရဲ့ CCTV record တွေမှာကြည့်လို့ရမယ်ဆိုပြီးတော့မှသူတို့အဲ့ဒီအိမ်ကိုသွားကြတယ်အဲ့တော့အဲ့ဒီရဲ့ CCTV record တွေကိုကြည့်တဲ့အခါကျတော့လေ အဲ့တူတူရိုက်ရတဲ့နေရာပေါ့နော်ဒီခရစ်စတိုခရစ်စနာရှန်နန်တို့ရဲ့အိမ်ရှိတော့ဟုတ်တယ်ဒါပေမဲ့အဲ့မှာမြင်ကွင်းကွယ်နေတာပေါ့နော်မြင်ကွင်းကဘလို့ကွယ်နေလဲဆိုတော့ခရစ်ကဲထရက်ကာကြီးက CCTV ရဲ့မြင်ကွင်းမှာကွယ်နေတယ်ကွယ်နေလဲကွယ်နေရောအဲ့ထရက်ကာရဲ့နောက်မှာဘာဖြစ်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမတွေ့ရအောင်ဖြစ်သွားတယ်အဲ့ဒီမှာအိမ်ကြီးကတော့နည်းနည်းမသိင်တာဖြစ်တယ်ပေါ့နော်မင်းကဘာလို့ထရက်ကာကြီးကိုဒီမှာရပ်ထားလဲဘာညာနဲ့ပေါ့နော်သူကနည်းနည်းတော့မသိင်တာဖြစ်တယ် ပြီးရင် Chris ကတဲ့အဲ့လိုတစ်ခါမှမတည်မငြိမ်မဖြစ်ဘူးပေါ့နော်အခုသူ့ကြည့်ရတာအရန်ရောက်ရခန့်နေတယ်ဆိုတော့မှအဲ့အင်ဂျီချင်းကပြောတယ်ဒါမဲ့ရဲရကြတော့အော်သူ့မိမကခလေးရောပြောင်းနေတာလေဆိုတော့အဲသူ့နေရာကိုလည်းကိုချင်းစာကြည့်ပေါ့ဘာညာနဲ့ရဲရပြောတော့ Impoli အားလည်းဖြစ်နိုင်ပါတယ်ဆိုပြီးသူတို့အိမ်မှာအာဒီ record တွေကိုယူပြီးတော့မှရဲတွေထွက်လာခဲ့တယ်ပေါ့နော်ရှန်နန်းနဲ့ခလေးလေးနှစ်ယောက်ပျောက်ဆုံးနေဆိုတော့လုံးဝတေချသွားပြီးနောက်မှာရဲတွေကသူတို့အားကုန်ထုတ်သုံးပြီးတော့မှလူပြောက်ရှာတယ်ပေါ့နော် အဒီအနီးနားနေရအနှံ့နေမှာရှာတယ်ပြီးတော့အိမ်ငယ်ကိုလည်းထပ်ပြီးတော့မှအသေးစိတ်ရှာတယ်အနံ့ခံတဲ့ခွေးတွေနဲ့လည်းရှာတယ်လူပြောက်ကြောင်ညာတွေကတ်တယ်အိမ်မျိုးလိုက်မိတယ်လူတွေကိုလိုက်မိတယ်ပေါ့နော်ဒါပေမဲ့ဘာတဲလုံစားမှမရခဲ့ဘူးပေါ့နော်အဲ့ဒီအချိန်မှာပဲဒီအိမ်မှာပေါ့နော်ပထမအချိန်ဒီခရစ်နဲ့ရဲတွေနဲ့စကားပြောတဲ့အချိန်မှာအာ channel မပြောက်ခင်ညပေါ့နော်သူတို့ညောင်းနေနေတော့ခရာပက်စာဖြစ်တယ်စကားနည်းနည်းများတယ်လို့ပြောခဲ့တယ်ဒါကြောင့်မလို့ Chris ကိုသူတို့ခေါ်ပြီးစစ်ဆေးရမယ်ဆိုတာတည်တယ် နောက်တစ်ချက်ကကြတော့ဒီရှန်နန်ရဲ့တငယ်ချင်းကိုမေးတဲ့အခါမှာ ရှန်နန်နဲ့ခရစ်နဲ့အခုတော့အိမ်တော်ကြီးကအဆင်မပြေဘူးပေါ့နော်သူတို့နှစ်ယောက်ကြားမှာအရန်ကိုအေးဆက်တယ်အရန်ကိုအဲဒီပြဿနာရင်းများတယ်ပေါ့နော်ခဏခဏစကားများရတယ်ဆိုတဲ့အကြောင်းကိုဂျယ်ရီကကြားထားတယ်ရှန်နန်နဲ့ခရစ်နဲ့ကြားမှာအရင်လိုဆက်ဆံရေးကနုံနုံထွတ်ထွတ်မရှိတော့ဘူးအဲသူတို့နှစ်ယောက်ပေါ့နော်တယောက်နဲ့တယောက်တော့မထီဖြစ်ကြတော့ဘူးပေါ့နော်မထီဖြစ်ကြတော့ဘူးအော်ဒီခရစ်ကပေါ့နော်သူနဲ့ချီလူဖို့တော့မှာပဲ ိတ်ဝင်စားအောင်အမြဲတမ်းလေ့ကျင့်ခန်းလုပ်နေအမြဲတမ်းတိုက်ပဲထိုးနေရဆိုတဲ့အကြောင်းကိုရှန်နန်ကသူ့တငယ်ချင်းကိုပြောပြတယ်သူ့တငယ်ချင်းကရဲတွေကိုပြန်ပြောပြတယ်သူတို့အိမ်တော်ကြီးကခုတလုံးမှအဆင်မပြေဖြစ်နေပါတော့ဆိုတော့ဒီအကြောင်းအရာတွေကိုအသေးစိတ်မေးဖို့အတွက်ခရစ်ကိုရဲစခန်းကိုခေါ်လိုက်တယ်ပေါ့နော်သူတို့နှစ်ယောက်ကထောက်ကစားဖြစ်ရတဲ့အကြောင်းကိုမေးတော့ခရစ်ကဒီလိုပဲအဲသူတို့သူနဲ့ကျွန်တော်နဲ့အတူတူရှိနေတဲ့အချိန်တုန်းကတော့အရန်အဆင်ပြေတယ်ပေါ့နော်အဲဒါပေမဲ့ဒီ ်ရှန်နန်ကဘောနော်သူမတို့အမေဖြစ်အမေရှိတဲ့ဒီမြောက်ကယ်ရိုလိုင်းနာကိုခရီးသွားတယ်အလဲသွားတယ်ကလေးတို့လည်းခေါ်သွားတယ်အဲ့အချိန်မှာတော့သူကသွေးအေးပြီးတော့မှသူကတယောက်ထဲချိန်ခဲ့ရတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့အချိန်မှာပေါ့အနေဝေးပြီးတော့မှပြဿနာလေးဖြစ်တာပါဘာမှအရေးမကြီးပါဘူးဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီလိုမျိုးပြောတယ်ဒါပေမဲ့ရဲတွေကလုံထုံးလုံနေရအဲ့ဒီကိစ္စတွေကိုဆက်ပြီးမှမေးတယ်ပေါ့နော်ရဲတွေကလည်းဒီ Chris National ရဲ့အိမ်ဆောင်ရေးအခြေအနေကိုတည်ထားတဲ့အခါကျတော့ Chris ကို အလိန်ဖော်ဆက်တဲ့စစ်ဆေးခံမှုမေးတယ်ပေါ့နော် မေးတဲ့အခါမှာ ခရစ်ကလည်းဖြေဖို့သဘောတူလိုက်တယ်။အလိန်ဖော်ဆက်နဲ့မိကုံးတွေကိုဖြေပြီးနောက်မှာပေါ့နော်ခရစ်ကအမှန်ကန်ကန်မထွက်ဆိုခဲ့ဘူးလိန်ညာထွက်ဆိုခဲ့တယ်ဆိုတော့ result ကိုရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်ကမှအလိန်ညာစစ်စေးတာကိုခေါ်တဲ့ပညာရှင်ရဲ့ရဲရဲကသူ့ကိုထပ်ပြီးမိကုံးတွေမိပါတယ်ခရစ်ကမူမမှန်ပဲနဲ့ပေါ့နော်တခုခုဖုံးကွယ်ဖို့စ조사နေတယ်အရန်စိတ်ဖီစီးတဲ့လက္ခဏာရှိတယ်လို့ပညာရှင်ကပြောတယ်ပြီးတော့ပေါ့နော်သူအမှန်တိုင်းပြောပေါ့နော်နင်းပါရဲလုတ်ခဲ့လဲနင်း နေမိမောင်နေဘာရလုတ်ခဲ့လဲခလေးတွေဘာဖြစ်ခဲ့တာလဲအမှန်တမ်းပြောဖို့နင်ကိုလမ်းဖွင့်ပေးတယ်ပြောပါဆိုပြီးတော့မှခရစ်ကိုပုတ်ပွင့်နေနေမေးတယ်ဒါပေမဲ့ခရစ်ကတော့ဟို तू ဘာမှမသိဘူး तू ဘာမှမလုပ်ဘူးဆိုပြီးတော့မှအဲ့အချိန်ထိ तू ကငြင်းနေတယ်ပေါ့နော်ဒါမဲ့အဲ့အချိန်မှာစစ်ဆေးတဲ့ပညာရှင်ရောရဲကောင်ရောပေါ့နော်မင်းမပြောပေမဲ့မင်းရဲ့နောက်ဇလန်တစ်ခုငါတို့တိနေတယ်လို့ပြောလိုက်တယ်အဲ့လိုပြောတဲ့အချိန်ကျတော့မှပဲ तू ကအမှန်တမ်းပြောမယ်ဆိုပြီးတော့မှ तू ဖောက်ပြန်နေတယ်တဲ့ तू ဖောက်ပြန်နေတယ်ပေါ့နော် သူဖောက်ပြန်နေတဲ့သူကနီနီကီလို့ခေါ်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်အဲသူတို့တွေ့တာမကြသေးဘူးပေါ့နော်ဆိုတော့ဒီဂျွန်လာလကမှတွေ့ရလို့ပြောတယ်အခုသူ့ကိုစစ်တဲ့ချိန်အောက်ကတ်ဆိုတော့အော်နှစ်လလောက်ပဲရှိ ਉ မှာပေါ့နော်အဲအမျိုးသမီးတယောက်နဲ့သူကပတ်သက်မှုရှိတယ်လို့ဝန်ခံတယ်ရှဲရီယာကြတော့အဲ့ဒီနီကီနဲ့တွေ့ရတဲ့ကြောင့်တို့တော့တည်ပြီးသားဘာလို့လဲဆိုတော့အရှိမတို့ကနီကီနဲ့ဖုန်းပြောပြီးသားပေါ့နော်ဆိုတော့ဒါပေမဲ့နီကီကအမှန်တမ်းပြောတယ်အဲဒီ ခရစ်ကပေါ့နော်ခရစ်ကသူ့အမျိုးသမီးနဲ့ question တော့မှာသူတို့အခုခွဲနေကြတယ်ပေါ့နော်ခွဲနေကြတယ်လို့ပြောလို့တွဲမိတာပေါ့နော်တွဲမိတာလို့ပြောတယ်။အာပြီးတော့ပေါ့နော်ဒီသူတို့အခုဖြစ်နေတဲ့ကိစ္စတွေသူတကယ်စိတ်မကောင်းဘူး။ခလေးတို့လည်းအများရှာတွေ့စေချင်တယ်ပေါ့နော်။အော်တကယ်အဲသူပူပေါင်းပါဝင်မှာပဲပေါ့နော်သူသိထားရတဲ့အကောင်လုံးရဲကိုပြောပြတယ်ပြောပြတာဖြစ်တဲ့အတွက်ပေါ့နော်အော်ဒီရဲတွေကလည်းအဲ့အကြောင်းကိုသိတော့ဖိပြီးတော့မေးတာပေါ့နော် ပြီးတော့ Chris နဲ့ Shannon နဲ့ကွာရှင်းမယ်ဆိုတာလေတခါမှသူတို့မပြောထားဘူးတခါမှမပြောသူက Nikki ကိုသူကညာထားတာပေါ့နော်မတို့ကွာရှင်းတော့မှဆိုပြီးညာထားတာတကယ်တော့ Shannon နဲ့သူတွေကကွာရှင်းမှုကိစ္စဘာမှအောင်မပြောရသေးဘူးပေါ့နော်အဲ့ဒီမှာဒီကိစ္စကသူတို့ပြောက်သွားတယ်ပတ်သက်နေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ယောက်ျားကဖောက်ပြန်နေတာကိုမိမအတိပြီဆိုလို့ရှိရင်ပြဿနာဖြစ်နိုင်တယ်ဆိုတော့ရဲတွေကအဲ့ဒီကိစ္စကိုပဲဒီဖောက်ပြန်တဲ့ကိစ္စကိုပဲလုံးဝလုံးဝအသေးစိတ်ဆက်ပြီးမေးတယ်မေးတဲ့အခါမှာ Chris ကလုံးဝမခံနိုင်တော့ဘူး ခဏနိုင်တော့ပဲနဲ့သူ့ဖေကိုခေါ်ပေးပါသူ့ဖေနဲ့ပဲစကားပြောချင်တယ်လို့ပြောလာတယ်အဲ့တော့ရဲတွေကမေးတယ်အဲမင်းဖေကိုတကယ်ခေါ်ပေးလို့ရှိရင်မင်းလောက်ခဲ့တာတွေကိုဝန်ခံပါလားလို့ပြောတော့သူကဘာမှတော့ပြန်မပြောဘူးဒါပေမဲ့ရဲတွေကတော့အဲသူ့ဖေကိုခေါ်ပေးခဲ့တယ်သူ့ဖေရဲ့အဲဒီခရစ်ရဲ့ဘောနော်နှစ်ယောက်ထဲကိုအခန်းထဲမှာထားပြီးတော့ရဲတွေကအပြင်ကိုထွက်သွားကြတယ်ပေါ့နော်ဒါပေမဲ့ရဲလုံထုံးလုံနေအရာပေါ့နော်အဲ့ဒီအခန်းထဲမှာတော့ဗီဒီယို record ထားထားတာရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာခရစ်ကသူ့ဖေကိုပြောပြတယ် ကျွန်တော်ဖောက်ပြန်တဲ့ကိစ္စနဲ့စကားများကြတော့ရှန်နန်းကကလေးတို့နှာကျင်အောင်လုပ်တယ်ဒါကြောင့်မလို့ကျွန်တော်သူ့ကိုတတ်လိုက်တာလို့ပြောတယ်တဲ့အဲ့ဒါသူ့ဖေကလည်းကြောင်သွားပါဘောနော်အမေတယောက်ကကလေးတွေကိုနှာကျင်အောင်လုပ်မလားပေါ့အဲ့သူတီချောင်ဆက်မိတယ်ပေါ့နော်ဘယ်လိုပုံစံမျိုးလုပ်တာလဲလို့မေးတယ်ရှန်နန်းကကလေးတွေကိုလေပင်းညစ်ပြီးတော့มาตัดတယ်ကလေးတွေကလည်းပြန်နှမ်းနေပြီကျွန်တော်လည်းအဲ့အချိန်မှာထိတ်ခနဲဖြစ်ပြီးတော့มาရှန်နန်းကိုလှုပ်လိုက်မိတာဆိုပြီးသူကထပ်ပြောတယ်အဲ့ဒါလည်းကြာတော့သူ့ဖေက oh my god ဘယ်လိုဖြစ်ကြရလဲဆိုတဲ့ဟာမျိုးပြောအဲ့လိုပဲပြောပြီးတူဖေလည်းရန် shock ဖြစ်သွားတာပေါ့နော်ဘာလို့ဆိုတော့သူ့ရဲ့ချွေးမရောသူ့ရဲ့ညီနှစ်ယောက်ရောတခါတည်းဝါလေနော်ဒီကလေးတွေရောရှန်နန်းကိုရောပေါ့နော်ဘာမှထားလိုက်တာလဲဆိုတဲ့ဟာကိုတူတူတော်ယူအကြိုင်မေးလိုက်ရတယ်သူဝိလေကြောင့်ပတ်တီရှောက်ပြောနေတယ်ပေါ့နော်နောက်ဆုံးကြတော့မှရဲတွေကိုမပြောဘူးပေါ့နော်သူကခရစ်ကသူ့အဖေကိုပဲပြောတယ်ပေါ့နော်ခရစ်ကဒီဒက်စီကန်မှာလုံးလုံးတာပေါ့နော်ဆိုတော့ သူလုံးလုံးတဲ့ဝင်းထဲမှာမြေတူးပြီးတော့မှရှင်းနှန်းအောင်မြုပ်လိုက်တယ်။ခလေးလေးနှစ်ယောက်ကိုကြတော့ဓာတ်စီကန်ကြီးတဲ့ကိုပြစ်ချလိုက်တယ်တဲ့။တော်ဆိုးတဲ့အဖေပဲနော်တော်တော်ဆိုးတာ။အလောင်းတွေထားတဲ့နေရာကိုသိပြီဆိုပေမဲ့ဒီရဲတွေဟာပေါ့နော်။အာဒီစုံစမ်းမင်းမျက်နှာကိုဆက်ပြီးလုံနေတယ်။ခရစ်ကိုလုံးဝလှုပ်မပေးသေးဘူးပေါ့နော်။လုံးဝလည်းလှုပ်လို့မရဘူး။သူကလူတက်မှုတစ်ခုကိုဝန်ခံထားတယ်ပေါ့နော်။သူမိမကိုတတ်တယ်ဆိုတော့ဝန်ခံထားတယ်။ဒါပေမဲ့ မတင်ငါကြံကောင်းတာနဲ့တို့နည်းနည်းဆက်မိရဲ့ပေါ့နော်။ဟောဒီမင်းမိမရှန်နန်းကခန်တုခလေးတွေကိုသူကိုယ်တိုင်ပြန်တက်တယ်ဆိုတော့တကယ်ရောအဆင်ပြေရဲ့လားပေါ့နော်။အဲ့လိုမေးတယ်။မေးတော့သူကပြောလဲဆိုတော့ကျွန်တော်ကခလေးတွေကိုမတက်တာလေးလို့ပြန်ပြောတယ်။အားနဲ့ပဲရှန်နန်းကခလေးတွေကိုအဲ့လိုမျိုးနာကျင်အောင်လုပ်ခဲ့တာနင်းဘလို့နေလဲ။ဆိုမေးတယ်မေရော။ကျွန်တော်ကခလေးတွေကိုနာကျင်အောင်မလုပ်တာရပါတယ်ဆိုပြီးပြောတယ်ပေါ့နော်။ဆိုတော့မေးတယ်မေးခွန်းနေနဲ့ဒီသူဖြေတဲ့ဟာတွေနဲ့က တလွဲဖြစ်နေတာပေါ့နော်မိတာတခြားဖြစ်ရတခြားဖြစ်နေအဲ့အချိန်မှာရေတယောက်ကနေပြီးတော့မင်းကဘဝတစ်တစ်ခုပြန်ဆခြင်းလို့အခုဘဝမှာရှိတယ်မင်းရဲ့ကလေးတွေရောမင်းမရောမင်းတက်လိုက်တာမလားလို့ပြီးတော့ခရစ်ကလုံးဝညင်းတယ်လုံးဝမဟုတ်ဘူးအဲရှန်နန်ကလေးတွေကိုနားကြအောင်လုပ်လို့ကလေးရှန်နန်ကလေးတွေကိုတတ်လို့သူကရှန်နန်ကိုဒေါသဖြစ်ပြီးပြန်တတ်တာလို့ပဲသူကဆက်တိုက်ပြောတာ။ဒါမှမဟုတ်ရေရကြတော့ မင်းပြောနေရတဲ့လုံးဝအတိတ်ပဲမရှိဘူးလုံးဝလည်းပုံစံမကြောက်မင်းကတကယ်မကောင်းဆိုရလို့ပဲမင်းအဲ့ဒီကောင်မလေးနဲ့ဆက်တွယ်ခြင်းလို့အခုမင်းဒီမင်းမိမရောကလေးတွေရောမင်းအကောင်တက်လိုက်တာမလားဆိုပြီးတော့မှအစ်အောင်ပြီးတော့မေးတယ်ဒါပေမဲ့သူကတော့ညင်မြင်ညင်းစဲပေါ့နော် Chris ကိုမင်းမြန်နေတဲ့အချိန်မှာပေါ့နော်ဒီ Shannon နဲ့ကလေးတွေရဲ့အလားကို ဟိုတော်ပြီးမှပေါ်ကြတယ်ဗောနော Chanel ကကြတော့မြေကြီးထဲမှာမြုပ်ထားဖြစ်တဲ့အတွက်လေမဲကလေးတွေကကြတော့အရန်ကြီးတဲ့ dust ပြိုင်ဗောနော်အဲ့ထဲမှာထည့်ခံထားရတာဆိုတော့သူတို့အခက်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 ဆဲယူနေကြရတာဗောနော်အဲ့ချိန်မှာပဲဒီ Chris တွေ့နေတယ်ဗောနော်နောက်ကောင်မလေးဖြစ်တဲ့ Nikki ကိုစခန်းကိုထပ်ခေါ်တယ်ထပ်ခေါ်ပြီးတော့မှ Chris Truss ဆိုတဲ့အထဲလေးအထဲကနေပြီးတော့မှအရေးကြီးတဲ့အချက်လက်တွေကိုထပ်ပြီးတော့မေးတယ် Chris မှာကလေးတွေရှိနေတာက Nikki အတွက်အနှောက်အယှက်ဖြစ်တယ် ပြီးရင်နေကီယာကတိတ္တမီသားစုပဲလိုချင်တယ်လို့ပြောတာဟုတ်လားဆိုပြီးရဲတွေကမေးတယ်။အဲ့အချိန်မှာဒီအဲကျွန်မတို့တခါမှအဲ့လိုမပြောဘူးပါဘူးပေါ့နော်။အော်ဒီသူ့မိန်းမရောကလေးတွေနဲ့ရောပတ်သက်ပြီးလုံအောင်ပြဿနာမရှိဘူးပေါ့နော်။ဒီလိုစကားကို तू ပြောတယ်ဆိုတာကြားတော့ကျွန်မတော်တော်လေးကို shock ဖြစ်ရတယ်ပေါ့နော်။အော်ဒီ Chris ကလုံအောင်လိန်နေတာပဲပေါ့နော်။ပြီးရင်အကုန်ပြန်တွေးလိုက်ရင် तू လိန်နေတာပဲများတယ်ပေါ့နော်။ဟို तू ပြောတာကြတော့ဒီမိန်းမကခဏစိတ်ဆိုးပြီးထွက်သွားတယ်ပဲပြောတယ်ပေါ့နော်။ပြောတော့အော်ကျွန်မကတော့မှပဲ။ ပြီးတော့လိုက်ပါသူအချိန်တိုင်းပြန်လာမှာပါလို့နှစ်သိမ့်လိုက်သေးတယ်ပေါ့နော်ဆိုတော့နီကီကတကယ်ကိုစိတ်ပြက်လက်ပြက်နေဒီအာရဲတွေကိုပြောပြရတယ်ပေါ့နော်နီကီကခရစ်ကိုတော်တော်လေးစိတ်ပြက်လက်ပြက်ဖြစ်နေမှာပေါ့နော်ရဲတွေနဲ့ပူပေါင်းပြီးတော့မှရဲတွေမိတယ်မိခွန်းတွေအကုန်လုံးကိုတရားဖြေခဲ့တယ်သူမှတက်တေးလေးရှိရခါကြတော့ဟောဒီရဲတွေတဲ့အချက်လက်တွေတော်တော်များများထပ်ရလိုက်တာပေါ့နော်အဲ့ဒီလိုမျိုးအဖက်ဖက်ကနေရထားတဲ့အချက်လက်တွေကိုစုပေါင်းပြီးတော့မှ ခရစ်ကိုလူတတ်မှုနဲ့ဆွဲချက်တင်လိုက်တယ်။ရှန်နန်ရဲ့မိသားစုဝင်တွေကကြတော့ဘလို့ပဲဖြစ်ပါသေးရှန်နန်ကသူ့ကလေးတွေကိုလုံးဝတတ်မှာမဟုတ်ဘူး။သူ့ကလေးတွေကသူကအရန်ချစ်တဲ့အတွက်နားကျင်အောင်ဘတော်မှလုံးမှာမဟုတ်ဘူးလို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့တချို့လူတွေပေါ့နော်အထူးသဖြင့် social media မှာဆိုလို့ရှိရင်ဟိုတူရောက်ကြဖောက်ပြန်တာကိုတိတ်သွားလို့ပေါ့နော်ရှန်နန်ကအရန်တော့တာတွေထွက်ပြီးတော့မှဒီကလေးတွေလုတ်ပစ်လိုက်တာဖြစ်နိုင်တယ်။ဒါကြောင့်ခရစ်ကအပြစ်မရှိဘူး ရှန်နန်းမှာပဲအဖြစ်ရှိရရှန်နန်းကကလေးတွေကိုပေါ့နော်တော်တာလေးအောင်လုပ်တယ်ဆိုပြီးတော့မှအာရှန်နန်းကိုဗလဲနေကြတာလေအများကြီးရှိတယ်ပေါ့နော်ဆိုရှယ်မီဒီယာတို့တိတဲ့အတိုင်းအရန်ဟိုဆိုးွားတယ်ဟိုအတက်လက်ခံရသေးတယ်ဗလဲလက်ခံရသေးတယ်ပေါ့နော်အဲ့လိုအခြေအနေတွေဖြစ်နေတာအဲ့တော့နောက်ဆုံးမှာကျတော့ဒီအာရှန်နန်းရဲ့အဖေကပေါ့နော်ကျွန်တော်တို့ကိုကိုကနဲ့ကိုပဲပေးနေပါတော့ဟိုတောင်းပန်ပါတယ်ဆိုပြီးတော့မှပြောရတဲ့အထီကိုဗလဲခံရတာပေါ့နော် ဒီလိုမျိုးလူတွေကပေါ့နော်ပုံစံမျိုးစုံနဲ့ဘလို့ပဲထင်ချေးပေးကြပါစေတရားရောက်ရောက်တဲ့အခါမှာတကယ်အမှန်တရားကထွက်ပေါ်လာခဲ့ပါတယ်ရှန်နန်ခရီးသွားနေတဲ့အချိန်မှာနီကီနဲ့ပျော်ပါနေတဲ့ခရစ်ကရှန်နန်နဲ့ခရီးရပြန်ရောက်ရောသူ့စိတ်ကမလုံမချုံနေဖြစ်နေတာပေါ့နော်ဒါပေမဲ့သူဘလို့ပဲစိတ်ထဲမှာလက်ပြတ်မလုံဖြစ်နေပါစေအဲ့ညာမှာတဲ့ရှန်နန်နဲ့တော့မသူနေရလေးဆက်ဆံနိုင်သေးတယ်တဲ့လေးဆက်ဆံပြီးတော့အိတ်သွားကြတယ်ပေါ့နော်မနေ့လည်းရောက်လေးရောက်တော့ခရစ်ကရှန်နန်ကို နေနိုင်ငံရဲ့အဆင်မပြေတော့ဘူးနေနိုင်ငံရဲ့ရှေ့ဆက်တော်လို့မဖြစ်နိုင်တော့ဘူးဆိုပြီးပြောလိုက်တယ်။ပြောလဲပြောရောရှန်နဲ့မိမနောက်တယောက်ရှိနေတာငါသိရဲဆိုပြီးတော့မှအပြန်အလှန်စကားတွေများကြရင်လည်းရုံးဝင်းဆောင်ခတ်ဖြစ်ကြတယ်ဖြစ်ကြတဲ့အချိန်မှာခရစ်ကပေါ့နော်ပြန်ဖြင်းနဲ့လက်ပါသွားတယ်ဆိုပြီးတော့မှသူကပြောတယ်။မရန်ဖြင်းနဲ့သူလည်းပဲညှစ်လိုက်နေရပေါ့နော်။လည်းပဲညှစ်လိုက်တော့ရှန်နဲ့တေသွားတယ်အဲ့အချိန်မှာရှန်နဲ့တေသွားပြီးတဲ့အချိန်မှာသူတို့ရဲ့တမီးလေးဒေလာကအခန်းထဲကိုရောက်လာတယ်။ နောက်ထဲမှာလည်းသူခြုံနေကြဆောင်တွေကိုင်ထားတယ်ပြီးတော့မေမေဘာဖြစ်တာလဲလို့ပြောတဲ့တည်းမှာခရစ်ကဘာမှပြန်မပြောဘဲနဲ့မှောက်ရကြီးလဲနေမှောက်ရကြီးဖြစ်နေတဲ့ဒီရှန်နန်ရဲ့အလောင်းကိုဟိုဟိုအဝိစာရင်နဲ့ပတ်တယ်ပတ်ပြီးတော့တဲရယ်ပေါ့နော်တဲပြီးတော့ truck ကားပေါ်တင်လိုက်တယ်အဲ့ချင်မူတို့ဖြစ်နေတဲ့ကလေးလေးနှစ်ယောက်ကိုလည်းဒီနောက်ခုံတန်းကားရဲ့နောက်ခုံတန်းပေါ်မှာတင်လာတယ်ဆိုတော့သူတို့အမေရဲ့အလောင်းကဒီကားရဲ့ကျမ်းမြေပေါ်မှာထိုင်ကုန်မှာကြာကလေးလေးနဲ့အပါလာပေါ့နော်အခြေအနေကိုစဉ်းစားတာကြည့်လိုက်တော့ဘယ်လောက်ဆုံးလဲဆိုတော့လေ ကလေးတွေချစ်တဲ့အဖေကောင်းဖြစ်ချင်ပါတယ်ဆိုတော့ခရစ်ကသူလှုပ်လှုပ်တဲ့နေရာကိုလည်းရောက်ရောစီစီလေးကိုခေါင်းကိုဆောင်းနဲ့ခြုံပြီးတော့တပ်ပစ်လိုက်တယ်။အဲ့ဒီဖြစ်ရက်ကိုကိုမျက်စိရှိမှမြင်နေတဲ့နောက်သမီးလေးတယောက်ဖြစ်တဲ့ဘယ်လာကနေပြီးတော့မှမလောက်ပါနဲ့ဖေဖေရဲ့လို့ပြောတယ်တဲ့။ဒါမဲ့သူဘယ်လာလေးကိုလည်းတပ်ပစ်လိုက်တယ်။ဘယ်လာလေးရဲ့ပေါ့နော်မလောက်ပါနဲ့ဖေဖေရဲ့ဆိုတဲ့စကားတောင်သူကနေတိုင်းနေတိုင်းပြန်ကြားရအောင်နေပြန်ကြားရအောင်ပြီးတော့မှလုံးဝ သူ့စိတ်ကမခံနိုင်ဖြစ်ပြီးမှဝန်ခံလိုက်ရတဲ့အထိဖြစ်သွားတယ်လို့သူကပြောတယ်ပေါ့နော်အတော့လူမဆန်တဲ့လုံရကြီးပဲဘလို့ပြောရမှန်းတော့မသိတော့နောက်ဆုံးအဆင်မပြေတော့မချစ်တော့ဘူးဆိုလို့ရှင်နာမှာပုတ်ပွင့်လင်းလင်းပြောပြီး꽈ရှင်းလိုက်လို့ရတယ်အဲ့လိုပြောတယ်ဆိုရင်ရှန်နန်ကလည်းလက်မခံမဲမိန်းမမျိုးမဟုတ်ဘူးရှန်နန်ကလည်းခံပြီး꽈ရှင်းပြီးမဲ့ကိစ္စကိုအခုလိုမျိုးမိန်းမရောဖိုက်ထဲကကလေးရောအပြင်မှာရှိနေကလေးလေးနှစ်ယောက်ကရရက်ဆက်ဆက်ကိုတပ်ပြစ်လိုက်တာ အဲ့ဒီစကားတွေကိုကြားပြီးတော့တရားရုံးမှာအမှုအမိန်ချတယ်။ Chris ဟာမလိုအပ်တဲ့ကိစ္စတစ်ခုအတွက်နဲ့လုံးဝရင်းရဲဆက်ဆက်လူတက်ခဲ့တာထင်ရှားတယ်။သူကင်တယ်ခဲ့တဲ့အမှုတွေထဲမှာလုံးဝအရက်ဆက်ဆုံးလူမဆန်ဆုံးလုံးရဖြစ်တယ်လို့တရားသူကြီးကပြောခဲ့တယ်။သူလုပ်ခဲ့တဲ့ပြစ်မှုတွေအတွက်သူ့ကိုထောင်ထဲမှာတတ်တတ်တကြွန်း၃ချိန်ချလိုက်တယ်။သူကသူ့ရဲ့ ုံးဘဝလောက်အိမ်မှာအထဲမှာနေရမယ့်ပုံစံမျိုးပေါ့နော်အသေးစိတ်တော့တိချာတော့မသိဘူးဒါမဲ့တက်တက်တချွန်းသုံးချိန်ချလိုက်တယ်လို့ကျွန်မသိတယ်ပေါ့နော်ရှန်နန်းရဲ့မိသားစုဝင်တွေကလည်းဒီပြစ်ဒဏ်ကိုကျေနပ်ကြပါတယ်ဘာလို့လဲဆိုတော့သူတို့ကချက်ချင်းတည်တံပေးတာမျိုးမကြိုက်ဘူးလို့သူတို့အစိုးရကပြောထားတယ်ကျွန်မအမြင်မှာလည်းပေါ့နော်အဲ့လိုလူမျိုးကဒီချက်ချင်းတည်သွားတာထက်ပေါ့နော်သူလှုပ်ခဲ့တဲ့လှုပ်ရက်တွေကသူ့နေတိုင်းချောက်နှံနေတာကိုခံစားပြီးတော့မှအသက်ရှင်နေတာပိုကောင်းတယ်လို့ယူဆတယ်ပေါ့နော်အနှံ့ဖြံဆိုတာ မတေချာတော့လို့ထင်တဲ့အထိစိုးဝါခဲ့တဲ့အချိန်မှာဘဝတဲကိုဝင်လာခဲ့တဲ့ယောက်ျားတစ်ယောက်ကဒီလိုနီးမျိုးနဲ့ပေါ့နော်သူတို့ရဲ့ဘဝတွေကိုဆွဲနှုတ်သွားမယ်လို့ရှန်နန်းကိုယ်တိုင်တော့တွေးမိမှမဟုတ်ဘူးလူလို့တော့မတတ်မှတ်နိုင်တဲ့ဒီလိုမျိုးရွန်ရှာဆက်ဆုပ်ဖွဲ့ကောင်းတဲ့လောက်ရက်တွေကိုကိုယ့်ရဲ့အချက်ဆုံးလူတွေကိုယ့်ရဲ့အနည်းဆုံးလူတွေကလုံနိုင်နေဆိုတာကိုဒီဖြစ်ရမှန်လေးကတက်တည်ပြနေတာကိုတွေ့ရတယ် ကဘာတဝမ်းလုံးမှာရှိတဲ့အမျိုးသမီးတွေနဲ့ကလေးတွေဟာသူတို့ရဲ့အနီးကပ်ဆုံးလူတွေရဲ့အနိုင်ကျင့်တာတွေတက်ဖြတ်တာတွေကိုအခုချိန်ထိခံစားနေရဆဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီလိုလူတွေနဲ့နီးနီးကပ်ကပ်ရှိတယ်ဆိုရင်သူတို့ခံစားနေရတဲ့ဟာတွေကိုတွေ့နေရတယ်ဆိုရင်တကယ်ချင်းမိတ်ဆွေအပေါင်းအသင်လို့ဖို့ကင်ဘက်တွေအနေနဲ့ဒီလိုဖြစ်ရဆိုမျိုးမကြုံလောက်ကြိုပြီးတော့မှဖေးမှပြီးတော့မှအကောက်ွယ်ပေးပါလို့တောင်းဆိုပါရစေ။ ဒီဖြစ်ရလေးကရှင်နေပွဲကောင်းနေစိတ်မကောင်းစရာဖြစ်တဲ့အတွက်ပေါ့နော်နားထောင်ပြီးတော့မှအာဒီစိတ်မတက်မတာဖြစ်သွားခဲ့ရတယ်ဆိုလို့ရှင်လည်းတောင်းပန်ပါတယ်ဘာလို့လဲဆိုတော့ဒါကတကယ်ဖြစ်ရမှန်လဲဖြစ်တဲ့အခါကျတော့ပေါ့နော်သူဖြစ်တဲ့အတိုင်းလေးဒီမှာပြောပြရတာဖြစ်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဘာအကြောင်းကြီးပြောမလဲဆိုတာကိုကြည့်ရဖို့ကျွန်မရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးเนาะတတနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်